လမ်မရီဘီကဓာတ်ကြိုးတွေပေါ်မှာတစ်ပင်တွေပေါ်မှာခုန်လိုက်ပြေးလိုက်သွားနေတဲ့အမွေးဖွားဖွားအကောင်လေးတွေတွေ့ဖူးမှာပါအဲ့ဒီရှင့်လေးတွေတွေ့ရင်ချစ်စနိုလေးကြည်တတ်ကြပါရဲ့ဒါပေမဲ့အမေရိကန်နိုင်ငံမှာတော့အဲ့လိုရှင့်လေးတကောက်အတွက်တတိပေးချက်တွေထုတ်ပြန်ထားရပါတယ် American California ပြည်နယ် San Rafael နဲ့ Lucas Verinia တွေမှာကြော်ညာလေးတွေကတ်ထားတာတွေ့ရပါတယ် ကြော်ညာလေးတွေထဲမှာတော့ဒေါသထွက်နေတဲ့ရှင့်တကောက်ကလူတွေကိုတိုက်ခိုက်လေးရှိနေတာမို့တတိထားကြဖို့တတိပေးထားပါတယ်။လူတွေမွေးထားခဲ့တယ်လို့ယုံကြည်ရတဲ့ရှင့်ငယ်လေးတကောက်ဟာလူတွေကို လိုက်ပြီးတော့ kait နေလို့အ ਨੇ ဆုံးလူနှယောက်ကိုဈေးရုပ်ကအေးပေါ်လူနာခန်းကိုပို့လိုက်ရတယ်လို့တော်ရိုင်းသရိတ်ဆန်ကျွင်းကျင်သူတွေကပြောပါတယ်။အဲ့ဒီတတိပေးကြော်ညာထဲမှာကစိတ်အလွန်ဆိုးနေတဲ့ရှင့်တကောက်က လူတွေကိုတိုက်ခိုက်နေတယ်အဲ့ဒီရှင်ဟာဘယ်ကမှမသိထွက်လာပြီး လူတွေကိုတိုက်ခိုက်တတ်တယ်လို့ရေးထားပါတယ် why kill လို့ခေါ်တဲ့တော်ရိုင်းတရိတ်ဆန်ကယ်ဆယ်ရေးဌာနကစက်သွယ်ရေးဒရိုက်တာ Elsin Hammens ကတော့လူသားတွေလက်သက်မွေးထားတဲ့ရှင်ဆိုတာသိချတယ်လို့ပြောပါတယ်